ကဲဒီနေ့မှာတော့အမဲသားနှက်နူးနူးအီအီလေးကိုမှအိမ်မှာကိုတိုင်ချက်ပြီးအရသာရှိရှိသုံးဆောင်ခြင်းနဲ့ချစ်ညစ်ကိုတွေအတွက်ချက်နီကောင်းကောင်းလေးလာပြီးညွေပေးပါမယ်။နောက်တင်ဆက်မဲ့ဗီဒီယိုအစ်စ်တွေကိုလည်းလက်မလို့ရအောင်လို့ like and share လေးလှုပ်သွားပေးဖို့လည်းမမေ့ပါနဲ့အုံးလို့အမဲသားနှက်ချက်တဲ့ခါမှာထင်သလောက်မခက်ခဲပါဘူးလွယ်လွယ်လေးပါပဲ။အရင်ဦးဆုံးချက်တုံနီတမျိုးတည်းကိုပဲပပလေးလိရှာပေးပါမယ်။နောက်ထပ်အမဲသားကိုကြတော့ညီနန်းစင်အောင်ဆေးပြီးပြီးလို့ရှိရင်တော့ ချက်တဲ့အခါမှာ အနံ့လေးမွေးစီဖို့အတွက်ကြတော့ဂျင်းရဲ့အရည်ကိုပဲထက်ချက်မလားဒါမှမဟုတ်ကျွန်တော်လိုအဖတ်ပါတစ်ခါလဲထက်ချက်ခြင်းလဲထက်ချက်လို့ရပါတယ်စားလေးအတင်တင်လောက်ထက်စနွင်းလေးပါအနေလောက်ထက်တမယာရည်ဒါမှမဟုတ်လို့ရှိရင်တော့ဆလကာရည်လေးပါတစွန်းနှစွန်းလောက်ထက်ချက်လို့ရပါတယ်ထဲလိုက်တဲ့အရာသားတွေအမွေးကြိုင်တွေအားလုံးကိုတမအောင်နေပြီးပြီဆိုရင်ရှင်ရင်တော့အပြင်မှာမိနစ်40လောက်ပဲဖြစ်30လောက်ပဲဖြစ်နှက်ထားပေးပါ ချက်မဲ့အိုးလေးထဲမှာစီလေးအနေတော်လောက်ထဲဇီယာစိတ်လေးအတင်တင်ထဲတစ်ချဘိုးခေါက်လေးအနေတော်လောက်ပဲထဲလေးထားတဲ့ကြက်သွန်ညီလေးတွေကိုအနံ့လေးကြက်သွန်စိမ့်နှံပြောက်တဲ့အထိကျွန်တော်တို့မီးလေးပုံမှန်လောက်နဲ့ကြက်သွန်အနံ့လေးမွေးကြလာတဲ့အထိကျွန်တော်တို့ကြော်ပါမယ်အခုလိုအယောင်လေးလည်းတန်းလာပြီအနံ့လေးလည်းမွေးလာပြီဆိုလို့ရှိရင်တော့အစိမ့်မုံလေးထည့်လို့ရပါပြီအစိမ့်မုံထည့်တဲ့အခါမှာဗီဒီယို record လေးမနေနိုင်မိတဲ့အတွက်တောင်းပန်ပါတယ် အရသာနေထားတဲ့အမဲသားလေးပါထည့်လို့ရပါပြီဒီနေရာမှာစီမသုံးဝက်နဲ့ထောပန်းနဲ့ချက်ချင်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်ထောပန်းနဲ့ချက်တဲ့ဟင်းကများသောအဖြစ်အေးသောမဲ့ဆိုလို့ရှိရင်လည်းခဲတက်တယ်လို့စားတဲ့အခါမှာဆိုလို့ရှိရင်တော့အနံတတော်လေးမွေးပါတယ်အားလုံးတမအောင်မွေးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အသားလေးအနည်းငယ်တင်းကျုပ်သွားအောင်လို့အဖုံးလေးပိတ်ပြီး9မိနစ်လောက်တစ်ခေါက်ထပ်ချက်ပါမယ်အသားတွေကအရေးလေးပြင်ထွက်လို့အမဲသားလည်းတင်းကျုပ်လာပြီဆိုလို့ရှိရင်တော့ နောက်ထပ်ရေနွေးလေးထပ်ထည့်လို့ရပါပြီရေနွေးမရှိတဲ့ချို့နေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရိုးရိုးရေထက်ချက်လို့လည်းရပါတယ်ရေနွေးနဲ့ချက်တဲ့ဟင်ကအထားလဲခံတယ်လို့သိုးကလည်းတော်တော်လေးကိုခက်ခဲပါတယ်အပေါ်အောက်တမအောင်အားလုံးမွေပြီးပြီဆိုလို့ရှိရင်တော့မီးလေးကို အနေတော်လောက်လျှော့ရေလေးခန်းနေမယ်ဆိုလို့ရှိရင်ရေလေးမကြာခဏအထပ်ထည့်ပေးပါဟင်းအိုးလေးနောက်ထပ်အသားလေးနူးဣလာတဲ့အထိထပ်ချက်ပါမယ်အသားလေးအနေတော်လေးလည်းနူးဣလာပြီဆိုလို့ရှိရင်တော့ခရမ်းကျင်သီးလေး အနေတော့ထပ်ထည့်ပါမယ်ဒီမှာအစီမထည့်ထားပါဘူးအဖုံးလေးကိုပိတ်နောက်ထပ်15မိနစ်လောက်ကြာလာပြီဆိုလို့ရှင်တော့ခန်းကျင်သီးလေးရဲ့အခွန်လေးတွေကိုတစ်ခေါက်ပြန်ပြီးတော့ယူထုတ်ပေးပါအမဲသားကိုညီနှံ့မြအောင်ဘလို့စေးထားလဲဆိုလို့ရှိရင်တော့ပဲမုံနဲ့မကြီးရီကိုနနိုင်လေးထည့်ပြီးတော့ရေတန့်လေးနဲ့လင်ကားကားလောက်စေးထားပါတယ်။ချစ်မိတ်ဆွေတို့လည်းဘလို့စေးလဲဆိုလို့ရှိရင်တော့ comment အောက်မှာလာပြီးတော့ရေးပြလို့ရပါတယ်ခင်ဗျာ။ နောက်ထပ်အဖုံးကိုလောင်းပိတ်ပြီးအသားလေးနူးဤသွားတဲ့အထိထပ်ချက်ပါမယ်။ချိန်လေးလဲကြာလာပြီးဟင်းရဲ့အစီလေးလဲပြန်လာပြီဆိုလို့ရှိရင်တော့ဒီဟင်းအိုးရဲ့အပေါငံအရသာကိုကျွန်တော်တို့မြည်လို့ရပါပြီနော်။အနံ့မွေးလားဆိုတော့တော်တော်လေးကိုမွေးပါတယ်ဒီထက်ပိုမွေးသွားအောင်လို့ကျွန်တော်တို့စိုက်ထားတဲ့ပြင်းတော်သိမ်းရွက်လေးထပ်ထည့်ပါမယ်အမဲသားဟင်းနဲ့ပြင်းတော်သိမ်းရွက်ကတော့အရန်အရန်ကိုလိုက်ဖက်ပါတယ်ပြင်းတော်သိမ်းရွက်မရှိဘူးဆိုလို့ရှိရင်လည်းအိမ်မှာမဆလာလေးအနေတော်လောက်ထည့်ပြီးတော့လည်းနှက်ချက်လို့ရပါတယ်ခင်ဗျာ အမေသားနှစ်ထဲမှာဆိုလို့ရှိရင်တော့ဒီချက်နီကလွယ်ကူပြီးတော့လဲယူရှင်းတယ်လို့အရသာလဲရှိပါတယ်ဒီဟင်းကိုဘာနဲ့တွဲစားရင် လိုက်ဖက်လဲဆိုလို့ရှိရင်တော့ပဲဟင်းဂျိုတွေနဲ့တွဲစားရင်အရန်ကိုမှလိုက်ဖက်ပါတယ်ဒါနဲ့ကြည့်ရှုသူတို့လဲဒီအမေသားဟင်းကိုဘာလေးနဲ့တွဲစားရင်လိုက်ဖက်လဲဆိုတာ comment အောက်မှာလာပြီးတော့ရေးပြလို့ရပါတယ်ခင်ဗျာအရန်ကိုမှလွယ်ကူယူရှင်းတယ်အမေသားစီပြန်နှံ့လေးချက်စာကြည့်ပါခင်ဗျာအားလုံးရပါပြီခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်လည်းလူလာစားကြပါဦးနော် ဒါတော့ရှေရှေဝေးမဟုတ်အမေသားဟင်းနဲ့စားလို့ရှင်အရောက်မှလိုက်တဲ့ပင်းကျုပ်ဆောင်ရွက်တို့မယ်တပါးလေးတို့မယ်ဆရာဘုရား nak bermula dekat tuyệt đối với mình Xài ra bổng မဲသားမှလည်းအစီရေးတယ်စတိတ်ပြင်တာနဲ့ချက်တာမတူဘူးချက်တဲ့အစီကဤဤလေးနဲ့စားလို့မရဘူး